ယ်နော်။ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းမှာအခက်အခဲရှိတယ်အခုအမားတို့ကြည်နေလို့အမားတို့တွေလည်းအခက်အခဲမရှိဘူးမထင်နဲ့အမားတို့မှာလည်းကြားကြည့်ခြေရာကြည့်လူတိုင်းမှာအခက်အခဲရှိတယ်ကိုထက်ပို့ပြီးတော့မှချမ်းသာတဲ့သူတွေလည်းကိုထက်မကတဲ့တောကတွေရှိမှာပဲသူတို့မှာလည်းသူတို့ရဲ့အပူတွေရှိမှာပဲလူတိုင်းရဲ့အပူရှိတယ်လူတိုင်းရဲ့ကြိုးစားရတယ်အမားတို့ကိုယ်တိုင်လည်းဘဝမှာအဆင်ပြေတဲ့နေ့ရက်တွေရှိတယ်အဆင်မပြေတဲ့နေ့ရက်တွေရှိတယ်ပတ်စံပတ်စံရှိတာတစ်ခုတည်းနဲ့ဘဝတစ်ခုကပြီးပြည့်စုံနေတာမဟုတ်ဘူးတစ်ခါတလေကျရင်စိတ်အားဖြင့်အားငယ်တဲ့ချိန်တွေရှိတယ်နော်ကိုယ့်ဘဝကိုခံစားရတဲ့ချိန်တွေ ေရှိတယ် emotional ဖြစ်တဲ့အချိန်တွေရှိရနော်ဒါကတော့လူတိုင်းပဲအဲ့တော့ပတ်စံရှိမှမရှိမှမဟုတ်ဘူးကွာတိလားပတ်စံရှိမှမရှိမှမဟုတ်ဘူးတခါကြီးကျလူတိုင်းမှာပြောပြောပြလို့မရတဲ့ကိုကိုရဲ့ကိုကြုံနေရတဲ့ကိုရဲ့အခက်အခဲကိုစီရှိကြတယ်ကွာအမှန်ပြောလို့ရှိရင်အမဒီရဲ့ဘိုင်းနေဆို stress တွေအများကြီးရတယ်အဲ့တော့ဒီနေ့ဘယ်လိုကိစ္စလေးကြုံလဲဆိုတော့ဒါကစိတ်ဆိုးလို့လည်းမဟုတ်ဘူးဒါပေမဲ့ဘယ်လိုလဲဆိုတော့အမရှိပစ္စည်းတုပ်ကြီးတစ်ခုရောက်ချလာတယ်ဒီနေ့ အမစီပစ္စည်းထုတ်ကြည့်တော့ခုရောက်ချလာအမလည်းမသိဘူးအမလည်းမသိဘူးအဲ့တော့သူရေးထားတော့ fan gay ဆိုတော့အော်လို့ပါဆိုအမဆိုင်ကိုဆိုင်ကိုရောက်လာတာပေါ့နော်အမစီကိုရောက်လာမှာပေါ့အမအိမ်ကိုရောက်တာမဟုတ်ဆိုင်ကိုရောက်လာဘာလဲဆိုတော့ အမှတော့ဟိုဟိုမာရဆိုင်ရဲ့နာမည်ဆိုင်ရဲ့ဖုန်းနံပါတ်ပေါ့နော်ပြောရလို့ရှိရင်အတော့ဖန်ကဲပေါ့နော်ဖန်ကဲလေးနဲ့ဆိုပြီးတော့မှသူကဖို့တဲ့ချိန်မှာစိတ်ထဲမှာထည့်လိုက်တာဒီကြားထဲမှာဆိုလို့ရှိရင်မမစီကိုအဲ့လိုမမရဲ့ဟိုအဲ့လိုညမလေးတွေပေါ့နော်ညမလေးတွေကနေပြီးတော့မှပစ္စည်းလေးတွေကိုအမတ်တရားလက်ဆောင်လေးပို့ပေးတာရှိတယ်ရေသနာလေးကြည့်ချင်လို့စောင့်နေရပါရှင့်နဲ့ပြပေးမယ်ပြပေးမယ်မအခုပြောတဲ့ဟာလေးခဏလေးအရင်ပြောချင်တာပေါ့နော်အဆက်ပြတ်သွားမှာဆိုလို့အဲ့တော့အဲ့တော့အဲ့ဒီဟာလေးမှာရောက်လာတဲ့ခါကျတော့အမ โอเคအဲ့ဒါဆိုလို့ရှိရင်အရင်တိုင်းပဲတမီးတို့ရေပစ္စည်းကိုစစ်လိုက်လို့ကလေးတွေကိုလေကလေးတွေမအားတော့ပါဆိုတော့ပစ္စည်းတွေအများနဲ့ရောက်တယ်ဆိုလို့ရှိရင်မကသူတို့တွေကိုဘယ်လိုလုပ်ခိုင်းလဲဆိုတော့ပစ္စည်းကိုစစ်ခိုင်းတယ်စစ်ပြီးတော့လို့ရှိရင်ဘာပစ္စည်းလေးပဲဖြစ်ဖြစ်အမစီကိုရောက်လာတယ်ဆိုပုံလေးသေးချာရိုက်ခိုင်းတယ် နှခမ်းနီလေးတွေထပ်ဆူလိုက်ပါဦးနဲ့။ Okay okay ပါ။အဲ့တော့အဲ့တော့နှခမ်းနီမဟုတ်ပါနှခမ်းနီတော့ပြောကောင်းမင်း။အဲ့တော့အမပုံရိုက်ခိုင်းတယ်။ပုံရိုက်ခိုင်းတယ်ကလေးတွေကိုပေါ့နော်။ကလေးတွေပုံရိုက်ခိုင်းလဲတဲ့ခါကျတော့သူတို့အမပစ္စည်းလေးကိုဖောက်တယ်ပေါ့။ဖောက်ပြီးပုံရိုက်မယ်ဆိုပြီးပစ္စည်းထုတ်တဲ့ထုတ်တဲ့ချိန်မှာကျတော့ဗာလဲဆိုတော့အဲ့ဒါကမဆီကို7သိန်းကျော်ဘူးဟလား7သိန်းကျော်7သိန်းကျော်ဘူးပစ္စည်းတွေဘာပစ္စည်းလဲကလေးပစ္စည်းလား ်ဒါရီလေခလေးစီရောအဆုံးပေါ်ရလေးကြီးအဲဘိုင်ဒီကုတ်တွေရောအိမ်မအိမ်မထားမှာတော့ကွာအဆုံးပလုံစီနေတဲ့ပစ္စည်းလေးတွေပေါ့အဲ့ပစ္စည်းလေးတွေကိုပစ္စည်းလေးတွေကို ပို့လိုက်တယ်တဲ့အမကိုရောင်းတာတဲ့ဘယ်လိုလဲဆိုတော့အစ်မပြေလို့ပေါ့နော်ဟိုအစ်မပြေလို့အမကိုရောင်းတာဆိုတော့အမကိုကြိုပြောထားခြင်းလည်းမရှိဘူးပစ္စည်းရဲ့အမကလည်းစက်သိန်းကျော်တယ်ပြီးတော့ ဘာပြောလဲဆိုတော့မီဒီယာနဲ့လှူပြမှာတူတူကလေးတွေစပြက်ပြီးဖက်ပြပြောပြတာပေါ့နော်။ဘာလို့ဆိုတော့သူတို့တွေတွေ့တဲ့အခါကျတော့မီဒီယာနဲ့လှူပြမှာအလိုမဟုတ်ဘူးပေါ့နော်။အဲဒီလိုမျိုးကိုတဲ့အဲဘယ်လိုလဲပါလဲ။အမားကတော့လုံးဝမဟုတ်ဘူးလား။ဘယ်လိုလဲလက်ထံမှာပါဟဲ့လား။ခက်ခဲနေရအောင်ခက်ခဲနေတာကိုတော့အမားကတော့ကုညီမှာပါဆိုပြီးတော့တဲ့ အဲအဲ့လိုမျိုးပေါ့အမဆီကိုပို့လိုက်တယ်တဲ့ဆိုတော့အမပြောတာကအမကလည်းကြိုတင်ဆက်သွယ်ထားခြင်းလည်းမရှိဘူးအမလိုချင်သည်မလိုချင်သည်လည်းသူမမေးဘူးပြီးတော့လူတိုင်းကအခက်အခဲရှိတယ်လေပတ်စံ၁၀သိန်းဆိုတာလည်းနဲတာမဟုတ်အမပြောပြမယ်ပတ်စံ၁၀သိန်းမပြောနဲ့တစ်သိန်းတောင်မလွယ်ဘူးအမတို့ကလည်းပစ္စည်းတစ်ခုရောင်းထွက်ဖို့အာပေါင်းမတက်ပြောရတယ်နော်ဒီပစ္စည်းတစ်ခုရောင်းထွက်ဖို့အာပေါင်းမတက်ပြောရတယ်တာဝန်ယူပေးရတယ်ဒီဝယ်သူတယောက်ကိုစိတ်ချနေအောင်အမတို့မှနော်အလဲရောက်ရှိတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့ငွေလူဆွေလဲဆောင်ပေးတာလူတိုင်းမှာကိုယ့်ဘဝနဲ့ကိုယုံကန်နေရတာကြီးပဲ ဒါပေမဲ့အဲ့အော်လုံးဝမောက်ချီပြီးတုတ်ပြီးပို့ပလိုက်တာအထုတ်လိုက်ကြည်လားဟဟလားဘယ်လောက်လောက်ရှိလဲအထုတ်ကြည့်ကြည့်ရလားနော်အဲ့မတော့မသိဘူးကလေးတွေပြောပြပါတော့အဲ့တော့အထုတ်လိုက်ကြည့်ပို့ပေးလိုက်ပြီးတော့လုံးဝဘယ်လိုပြောမလဲသူအစ်စင်မပြေလို့ပါပေါ့ကွာအဲ့ပစ္စည်းကိုအမကဝယ်ပေးပေါ့ဝယ်ပေးဆိုပြီးတော့၁၀သိန်းကျော်တယ်တဲ့ဆိုတော့မင်းပြောလို့ချင်းအဲ့လားမျိုးကကြတော့အမကလုံးဝလက်မခံဘူးလုံးဝလက်မခံဘူးဘာဖြစ်လို့လဲဆိုတော့အမကိုဟိုဒါတက်တက်အကြောင်းရိုက်တာတဲ့ စိတ်သိမ်းကြော်ဆိုတော့ပြောတာတော့မလည်းဘီကုတ်တေးမသိဘူးအမကတော့မကြည့်လိုက်တော့မသိဘူးပေါ့နော်ဘီကုတ်တေးရောဘာတွေရောညာရောဆိုတော့အမကမင်းမျိုးအဲ့လိုရွှေရွှေရက်မလက်မခံဘူး ဟိုသူလဲတကယ်အဆင်ပြေခြင်းမပြေခြင်းတော့အမမသိဘူးကွာဒါသူပြောတာပဲလေနော်သူသူသူစာရေးတယ်ဒီမှာပါပဲသူတကယ်အဆင်ပြေတယ်မပြေတယ်ဆိုတော့အမမသိနိုင်ဘူးအဲ့အတွက်ကြောင့်မသိနိုင်တဲ့ဟာတခုပေါ်မှာတော့အမကဒါကိုမပြောချင်ဘူးဒါပေမဲ့အမပြောတာကအမစီကိုရှိသမျှပစ္စည်းကိုအထုတ်လိုက်ကြီးနဲ့ထားပြီးတော့မှရော့ဒါဆယ်သိန်းမို့ယူပေးယူပေးလိုက်အမအမဟိုဘယ်လိုပြောမလဲမီဒီယာရှေ့ရောက်မှလူမလူလူတာမဟုတ်ဘူးဒါမျိုးကလည်းနောက်ွယ်မှာ ဟိုအကူညီပေးမှာပဲအဲ့တော့အမကတော့အဲ့လိုမျိုးလုပ်ပေးမယ်ဆိုတော့ယုံနေဆိုတဲ့သဘောမျိုးอ่ะအမကဘာလုပ်တာလဲဆိုလို့ရှိရင် အမကခြိပြီးတုတ်ပြီးလုပ်တာ ਨੇ တူတူအဲ့တော့အမကအဲ့လိုမျိုးကတော့လက်မခံနိုင်ဘူးအဲ့လိုမျိုးကတော့၁၀သိန်းမပြောနဲ့၁၀သိန်းလဲအမကမပေးနိုင်ဘူးပဲအမလှူပဲလှူတာအမလှူနိုင်တဲ့အနေထားပဲရှိတယ်အမလှူနိုင်နေဆိုအမရဲ့ချွေးနှဲစာနဲ့အမရဲ့ချွေးနှဲစာနဲ့အမတို့အကိုတို့ရှာထားတဲ့တွေကနေပြီးတော့လှူနိုင်တဲ့ပမာဏပဲရှိတယ်အမကလူတကာကိုကူညီနိုင်တဲ့သူမဟုတ်ဘူး ။ဘာလို့လဲဆိုတော့အမရဲ့အမျိုးဆွေတွေထဲမှာအမရဲ့အဝန်းဝိုင်းတွေထဲမှာတော့အမမကူညီနိုင်တဲ့သူတွေအများကြီးပဲ။မမတို့မှလည်းကူညီတယ်ဆိုတော့အတိုင်းအတာရှိတယ်နော်။အတိုင်းအတာရှိတယ်။မမတို့မှ သူများကိုပေးတဲ့ကန်းနဲ့ဆိုရလေအတိုင်းနာရှိတယ်လေနော်အဲ့တော့သူများကိုမြများပေးခြင်းတဲ့အတွက်ကြောင့်သူများကိုမြများအမလှူခြင်းတဲ့အတွက်ကြောင့်မလို့အမကမြများရှာနေရတာပစ္စည်းတစ်ခုရောင်းထွက်ဖို့ဆိုတာလဲလာသိမ့်ဆယ်ချီပစ္စည်းကဘသူစီကမှအလက်လက်ကသူများအိတ်ထဲကပတ်စံကိုအိတ်ထဲကိုရောက်လာဖို့ဆိုတာဘသူစီကမှအမအလက်ကမရအောင်တစ်ချက်တပြားအလက်ကမရအောင်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့အမကတော့မမြတ်လက်မခံဘူးအဲ့တော့ကလေးတွေကတော့တို့ကတော့ငကိုတဲ့အမစိတ်ကိုတည်ရတဲ့အတွက်ကြောင့်မလို့တို့ကတော့အဲ့ပစ္စည်းကိုလာယူပါလို့ပြောတော့ तू ကလာယူပါလား ဟာလေးပါဟုတ်ပါတယ်ဒီကဆရာအောင်မယ်ဒီကတော့သုံးရပြန်ရနိုင်မယ်ဟာဒီဟောပြလိုက်မယ်သူကလည်းဒီနေ့ဟောပြတဲ့လိစ္ဆာကြောင့်ကိုလိစ္ဆာမဟုတ်ဘူးလေအင်းအဲ့လိုဆိုတော့မှန်ပြောရင်တော့အဲ့ဒါရောဒီတိုင်းပဲပေါ့နော်အမကတော့ ကိုချင်းမစားလို့မဟုတ်အခုညတောင်းနာတောင်းနဲ့အပေါ်စီးရလိုမျိုးနဲ့ပိုင်တဲ့သဘောမျိုးနဲ့ပေါ်မမြဲတယ်အမအဲ့ဒါကိုအဲ့ဒါကိုအမမကြိုက်တာအမပြောတာနောက်ဆုံးက तू 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 ဆိုင်ဖုန်းကိုတည်တယ် तू ဆိုင်ဖုန်းကိုဆက်ဒီလိုမျိုးလေးဒီလိုမျိုးလေးလှုပ်ချင်ပါတယ်နောက်ဆုံးပြောတယ်ဆိုရင်တော့ဒါ respect တစ်ခုအနေနဲ့ respect တစ်ခုအနေနဲ့အမတို့ကွာစဉ်းစားပေးလို့ရတယ်နော်ဘာလို့လဲဆိုတော့အမှန်တော့တစ္ဆာစကားပြောတာ မရဲ့အဲဆိုင်ဖုန်းကိုဆက်ပြီးတော့ဒါပေမဲ့သွားပြီးကူပေးခဲ့ပြီးတော့မှအဲ့ဒီမှာကူခဲ့ဘူးတယ်သိလားကူခဲ့ပြီးအဲ့ဘိုင်းကဘလို့မှကိုမရအောင်လိုင်းကကျသွားချားရပြီလားမသိဘူးချားရပြီလားမသိဘူးအမတစ်ချက်ပြန်ပြောပေးမယ်နော်ချားရပြီလားမသိဘူးအန်ကားဟုတ်ပြီတမေးတမေး အမဟုတ်ဘူး။ဘာမဟုတ်ဘူးလို့မျိုးဒီဒီဘက်သွား။ကြားရပြီလားရင်အမတစ်ချက်ပြန်ပြောပြမယ်နော်။အဲ့တော့အမတို့ကလေလှူလဲလှူရသေးတယ်။အမတို့ကနောက်ပိုင်းကျစိန်စာတိုက်ခံရတာစိန်စာတိုက်ခံရတာတောင်ရှိသေးတယ်။ဘာလဲဆိုတော့အဲ့လိုပဲ။ လူ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 ခိုင်းနေပေါ့နော်လူခိုင်းတဲ့ခါကျတော့မတို့မှလည်းစဉ်းစားရတယ်လीနော်စဉ်းစားရတယ်ပြီးတော့အခုဒီလိုကာလာကြီးထဲမှာဆိုလို့ရှိရင်လူတိုင်းကလူတိုင်းကသူ့အနေနဲ့သူဒုက္ခရောက်နေကြရပြီပဲလူတိုင်းကကိုယ်ကိုယ့်ဘဝနဲ့ကိုစူးစမ်းပြီးရုန်းကန်နေကြတယ်သူတွေချင်းချင်းကြီးပဲသိလားကြားကြီးခြေရာကြီးနော်မတို့မှလည်းအခုဒီမှာကလေးဆိုအခုဘယ်နှစ်ယောက်ရှိလဲသမီးအခုအခုသမီးတို့ယောက်ျားလေးတွေရောမိန်းကလေးရောအားလုံးပါပဲ ရောက်20လောက်ရှိတယ်အဲ့အရောက်20လောက်ကိုပုံမှန်လစာပေးနိုင်အောင်ပုံမှန်ထမင်းကျွေးနိုင်အောင်သူတို့ရဲ့ကျမ်းမာရေးမှာအစတာဝန်ယူနိုင်အောင်အမားတို့လည်းကြိုးစားရတယ်လေတလားတလားမှာအမားတို့ဘယ်လောက်ဖို့ရောက်ရမယ်မသိပေမဲ့ဒီကလေးတွေရဲ့ဝင်တဲ့စီရိတ်တွေနော်ဒါတွေအကုန်လုံးကိုအမားတို့နောက်ထပ်ကောင်းလို့ ਨੇ လိုင်းရကြနေဟုတ်ပါဒါတွေအကုန်လုံးကိုလည်းအမားတို့ကထမ်းရတာပဲလေနော်အဲ့ဒီအတွက်ကြောင့်မလို့အမားတို့မှလည်းကိုယ့်အနေကိုတက်လာတက်လာမှာသုံးနာဆွဲတော်မှာအစကိုလူကျင်တဲ့အချိန်မှာဘက်ခနဲလူနိုင်မှုကအစအမားတို့လည်းချိန်ရတာပဲ ဟုတ်တယ်မလားအဲ့တော့အမစီမှာတစ်ခေါက်ကလေလူတစ်ယောက်ကလာပြီးအခုကြီးတောင်းမှုတယ်ကြားရတယ်တော့မမရဲဟုတ်ကဲ့ပါအစ်စာလေး Le mieux.